ားလုံးပဲမင်္ဂလာပါရှင်။9 million channel ကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့စာရေးသူအသားစော်ရေးသားထားတဲ့အဝိဇ္ဇာတော်တောင်းဇလန်လေးရဲ့အခန်းဆက်ဖြစ်တဲ့အဝိဇ္ဇာတော်တောင်းနဲ့မောရဒေဝီဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇလန်လေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ပေးသွားဖို့နဲ့ဇလန်သစ်များစွာကိုမလွတမ်းနားဆင်နိုင်ဖို့အတွက်မိနာကအချက်ပေးခေါင်းလောင်းလေးကိုလည်းနှိပ်ပေးသွားဖို့မပေးပါနဲ့နော်။ဟုတ်ကဲ့ပါဒါဆိုရင်ဇလန်လေးကိုစတင်လိုက်ရအောင်ရှင်။ အထော်နီယိုကလည်းနောက်ထပ်အစီအမံတစ်ခုကိုစီမံပြန်ပါတယ်အခုအစီအမံကတော့တတိကံပုံစံအမှတ်သားတွေရေးဆွဲထားပြီးတော့အဲဒီတတိကံရဲ့ထိတ်ဆိုး၃ဘက်မှာတော့ဖဲချက်ကဲ့သို့ကပ်ပြားလေးတွေကိုချလိုက်ပါတယ်အဲဒီနေတဲ့တတိကံပေါင်း၁၅ခုတိတိကိုပြုတ်လုလိုက်ပါတယ်ဒီတခါအစီအရင်ကတော့တဲရော့ကတ်တွေနဲ့အစီအရင်ခင်းပြီးတော့ဒီမော်စွမ်းရင်ထောင်းချောက်ထဲကစွမ်းရင်ဒီအကုန်လုံးကိုပျောက်ပြဲသွားအောင်လို့ပြုတ်လို့ရမယ်အစီအရင်ပဲအထော်နီယိုကလည်းမန်နရီကိုယူလိုက်ပြီးတော့ကပ်ပြားလေးတွေကိုမန်းမုတ်လိုက်တဲ့အခါမှာတော့ ရွှေပြားတွေမှာကန့်ညိတွဲနေတဲ့မော်ဆန်ဟွေနေဟာတဖြည်းဖြည်းထွက်ပေါ်လာပြီးရဲ့နောက်မှာတော့ကပ်ပြားလေးတွေအတွင်ကိုစီးဝင်ကြကတရိကံပုံစံအမှတ်သားတွေတဲကိုရေဝဲပြီးတော့ရောက်ရှိလာပါတယ်။တန်ကြာတဲ့အခါမှာတော့အထော်နီယိုကလည်းစစ်တလုံးကိုကြည့်လိုက်ပြီးဒီတခါတော့မင်းဆန်တက်ရမယ်လှည့်ပဲတစ်ဖက်ကန်းခမားကိုကြုတ်တက်စစ်တလုံးကလည်းမျိုးလုံးအတွင်ကအလင်းနဲ့တွေနဲ့ပြစ်ခတ်ရန်ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့လည်းမော်ဆန်ရဲ့နေကိုစူးစောင်းမရတာမို့လို့အလင်းနဲ့တွေဟာထွက်မလာပေးအထော်နီယိုကလည်းရီမောလိုက်ကား ဒီကျိုးတွေကိုတာမန်ကျိုးတွေလို့ထင်နေရလားကွဒီကျိုးနဲ့ချုံနောက်ခံလိုက်ရတဲ့လူဟာသူ့ရဲ့ဝမ်းတွေကမှော့စွမ်းရင်ဦးလဲပိတ်ပင်သွားတယ်ဒါကြောင့်မင်းဘလောက်စွန့်ဆန်ပြေးမလုပ်ဘူးကွဘရေဂျီကိုင်းသားတွေကလည်းစိတ်တလုံးကိုတန်းတဲ့ချိန်ကရွှေပြားတွေကိုစွဲယူခိုင်းပြန်ပါတယ်စိတ်တလုံးကလည်းအလိုထိတ်လန့်ကချွေးတီချွေးပေါက်တွေပင်ကြာဆင်းနေပြီဖြစ်ပါတယ်အရှိကလူကြီး၃ယောက်ကြောက်ရွံ့တွေဖြစ်သွားကြတာမလို့စိတ်တလုံးကလည်းထိတ်လန့်နေရဟာမဆန်းလာပါဘူးဟဲ့ကောင်ယူလိုက်လေကွာမင်းပါးတွေကြာနေရတယ် ကျုပ်ကျုပ်မယူရဲဘူးဗျအက်တော်နီယိုကလည်းခါးကြမှာထိုးထားတဲ့တနက်ကိုဖြုတ်လိုက်ပြီးတော့စေတလုံးကိုထိုးချိန်လိုက်ပါတယ်ကဲတစ်ဖက်ကမေးလက်နဲ့အဲ့ဒီချွေတွေကိုထိမလားငါမင်းကိုပြစ်တက်ရမလားမေးလက်နဲ့ချွေတွေကိုယူမယ်ဆိုရင်တကယ်လို့များချွေတွေမှာကန့်ညီတဲ့မော့စွမ်းရည်တွေထောင်ချောက်တွေပြက်ပြဲသွားတယ်ဆိုရင်မင်းအသက်ရှင်မယ်မင်းလုံးဝမကြိုက်ဘူးဆိုရင်တော့ငါမင်းကိုတတ်ပြရလိမ့်မယ်မင်းကြိုက်တာရွေးအသေးစိုးနဲ့တော့မသေးခြင်းဘူးဗျကျုပ်ကြောက်ရွံ့ဖြစ်ရင်ဖြစ်ပလိမ့်စေကြိုက်မယ်ကျုပ်ကြိုက်မယ် ဆေးတလုံးကလည်းရွှေပြားတွေကိုလက်နဲ့စုပ်ကိုင်လိုက်ပါတယ်။ရွှေပြား၃လေးပြားဟာဆေးတလုံးရဲ့လက်တွင်ကိုပါလာကြပါတယ်။ရွှေပြားတွေကိုကင်တွယ်ပြီးပေမဲ့ဆေးတလုံးဟာကြောက်ရွံ့ဖြစ်မသွားပါဘူး။မင်းကင်ထားတဲ့ရွှေပြားတွေကိုရေကြီးပေါ်ကိုပစ်ချလိုက်စမ်းတစ်ဖက်ကဆေးတလုံးကလည်းမဝတ်မရဲနဲ့ရွှေပြားတွေကိုပစ်ချလိုက်ပါတယ်။ရွှေပြားတွေကလည်းကြောက်သားကျမ်းပြေပေါ်ကိုပြုတ်ကြတဲ့အခါမှာတော့တချွင်ချွင်နဲ့အတန်တွေမြည်ဟီးလာပါတယ်။တို့တောင်ဆေးတလုံးဟာကြောက်ရွံ့မဖြစ်သေးပေ။အချိန်တန်ကြာအောင်လို့စောင့်ကြည့်နေရင် ကိုတရားညှက်ခံကြတဲ့အချိန်မှာတော့စိတ်တလုံးတယောက်လည်းပျော်ရှင်စွာနဲ့អော်လိုက်ပါတယ်။မသိဘူးငါကြောက်ရွံ့မဖြစ်တော့ဘူးကွာ။ဘရင်ဂျီခိုင်သားတွေကလည်းပျော်ရှင်သွားပါတယ်။ချွေတဲ့ပစ္စည်းတွေကိုတူးထက်ငါလူရဲ့ကိုင်ဆောင်လိုက်ပါတယ်။အထော်နီယူကလည်းတစ်ချက်ပြုံးလိုက်ကာငါတို့တွေရွှေပြားတွေကိုအပြင်ရအောင်တင်ကြမယ်။ပြီးရင်တော့တခြားလူတွေပြန်မလာနိုင်အောင်လို့ဟော်ဒီကူတင်းချိုင်းကြီးကိုဖျက်ဆီးလိုက်ကြမယ်။ဘရင်ဂျီခိုင်သားတွေကလည်းသူတို့ဝစ်ဆင်ထားတဲ့ဝိယုံကြီးတွေကိုချွတ်ချလိုက်ပါတယ်။ဝိယုံကြီးတွေဟာအလွန်ထူထဲတဲ့ပြင်းစကြီးတွေနဲ့ချုပ်လုပ်ထားပါတယ်။ ဝေယုံကြီးတွေကိုတပတ်နံလိုက်တဲ့အခါမှာတော့အိတ်ကြီးတွေအဖြစ်ကိုပြောင်းလဲသွားပါတယ်။အဲ့ဒီအိတ်ကြီးတွေနဲ့ရွှေပြားတွေကိုတိမ်ကြုံထည့်သွင်းနေပါတယ်။အဲ့ဒီအချိန်မှာတော့ကုသင်းချိုင်းကြီးတစ်ခုလုံးဟာငလေလုတ်တဲ့ကဲ့သို့တစ်ချိန်ချင်းနဲ့လှုပ်ခတ်လာပါတယ်။ဘရင်ဂျီကိုင်းသားတွေကလည်းအထော်နီယိုကိုကြည့်ပြီးတော့ဆရာကြီးငလေလုတ်တာထင်းနေနော်။ဒီကုသင်းချိုင်းကြီးကငလေနိုင်ကိုခံနိုင်ပါမလား။မပူစားပါနဲ့ကွာ။ KSS လှုပ်ခဲ့တဲ့ပကိုးငလေကြီးတွေတောင်မှခံနိုင်တာ။ဒီငလေလေးတော့ကတော့အပြော့ပေါ့ကွာ။အဲ့ဒီအချိန်မှာပဲ ကူဆန်သိန်းဟာအတွင်းပတ်လန်တကားဝါကနေပြေးထွက်လာတဲ့ခါမှာတော့အထော်နီယိုနဲ့တည့်တည့်တိုးသွားပါတယ်အထော်နီယိုကလည်းဦးဆန်သိန်းကိုကြည့်လိုက်ရင်နဲ့ဟင်တက်ဆက်ပေါက်လူလေးကြီးခမရဒီကိုဘယ်လိုလုပ်ပြီးရောက်နေရလဲဦးဆန်သိန်းကလည်းထွက်ပြေးရန်ပြင်ဆင်လိုက်တဲ့အခါမှာတော့အထော်နီယိုဟာကပ်ပြားလေးတစ်ခုနဲ့လှမ်းပစ်လိုက်ပါတယ်ဖဲကပ်ပြားလေးဟာလည်းဆက်တစ်ခုကဲ့သို့ဝဲလေပြန်ထွက်လာကဦးဆန်သိန်းကိုလိုက်လံတိုက်ခတ်ပြန်ပါတယ်ဦးဆန်သိန်းကလည်းဆက်တစ်ခုကိုဖန်တီးလိုက်ပြီးတော့ကပ်ပြားလေးကိုပြစ်ခတ်ကဖမ်းဆီးလိုက်ပါတယ် ခမကြီးဒီထဲကနေအသက်ရှင်လျက်ထွက်သွားမယ်တော့မကြံနဲ့မင်းတို့ယူတွေပဲဘယင်မာကြီးရဲ့ခေါင်းတလားကြီးကပျက်စီးသွားပြီသူစီရင်ထားတဲ့အစီရင်တွေအကုန်လုံးလည်းပျက်စီးကုန်ပြီမကြခင်မှာဒီကူသိန်းညိုင်းကြီးကပြိုကျတော့မှာငါတို့မြင်မြန်ပြေးပြေးမပြေးအားလုံးအသက်သေးကုန်မှာပဲဗရင်းကြီးခိုင်သားတွေအားလုံးကလည်းကြောက်နဲ့သွားပြီမဲ့အထော်နီယိုကလည်းလူလိန်ကြီးခမပြောတဲ့စကားကိုကျုပ်တို့ကဘယ်လိုလုပ်ယုံရမှာလဲခမကိုခမဗရင်းကြီးပါလို့လိန်ခဲ့တယ်ဗရင်းကြီးမိသားစုကစဉ်သက်လာတဲ့ဆွေစဉ်မျိုးဆက်စရာကိုအတုလုပ်ခဲ့တယ် ကျုပ်တို့တကိုင်းတို့ကိုလိန်ညာခဲ့တယ်။ဒီလိုလိန်ညာခဲ့တဲ့ခမည်းရဲ့ပါဇက်ကထွက်လာတဲ့စကားကိုကျုပ်တို့ကယုံရမှလည်းတာ။ဒီတခါတော့ငါတကယ်ပြောတာပါကွာ။ဒီကူသင်းညာကြီးကပြိုကျတော့မယ်။တို့တွေမပြေးအကုန်မြေမြုပ်ပြီးတော့တေးရမှာပဲ။တေးကားမှတေးပါစီတော့ကျုပ်တင်နဲ့ခမည်းနဲ့အတူတူတေးတာပေါ့။မင်းကဘာလို့လူချင်းနေရလဲအထွန်ဒီ။ခမည်းခိုးယူသွားတဲ့ကျန်းကိုပြန်လို့ချင်းနေ။ငါပြောပြီးသားပဲမဟုတ်လား။အဲ့ဒီကျန်းကအတူကြီးပါတို့။အထဲမှာဘာမှမရှိပါဘူး။ခမည်းထက်လိမ်ပြန်ပြီလား။ ဘာမှမရှိတဲ့ကျန်းအတူကြီးကိုကျုပ်တို့ခိုင်းကလူတွေကနှစ်ပေါင်းများစွာကြာအောင်လို့လုံးလုံးကျုံကျုံနဲ့တိန်းထားပါမလားမင်းတို့အကုန်လုံးကိုဒိညာခဲ့တာငါဝန်ခံပါရဲကွာဒါပေမဲ့ဒီတစ်ခါတော့ငါ့ကိုယုံပေးပါမင်းငါစီကနေကျန်းကိုပြတ်လို့ခြင်းနဲ့ဆိုရင်လေငါတို့အပြင်ကိုရောက်တော့မှမင်းကိုပေးလို့ရမှာပေါ့ကွာမင်းငါ့ကိုတတ်ခြင်းနဲ့ဆိုရင်လေအပြင်ရောက်မှတတ်ခြင်းတတ်ကွာမလိုဘူးကျန်းကပြောက်ပြီးသားပဲကျုပ်ကတော့ခမ ्या ကိုထက်ပြီးတော့လှုပ်မပေးနိုင်တော့ဘူးခမ ्या နဲ့ကျုံနဲ့ဒီနေ့သူသေးကိုသေးတိုက်ကြတာပေါ့မင်းကခေါင်းမာနေတာပဲကွာကောင်းပြီလေ မင်းနဲ့တိုက်ရင်သေးသေးသေးမဟုတ်ရင်လည်းဒိုးအားလုံးမြေမြုပ်ခံရပြီးတေရမှာဆိုတော့မထူးတော့ဘူးကွာဥဆန်သိန်းနဲ့အထော်နီယိုတို့ကလည်းတဦးနဲ့တဦးပြင်းပြင်းထန်ထန်ကိုတိုက်ခိုက်နေကြပါတယ်မော်ပေမမောရာတေဝီဟာလည်းခေါင်းတလာကြီးအတွင်ကနေထလာတာမို့လို့မိခါတယောက်ဟာလည်းထိတ်လန့်သွားပါတယ်မော်ပေမဟာလည်းမိခါကိုလှမ်းကြည့်ပြီးတော့မင်းကငါ့ကိုလွမြောက်စေတဲ့လူပဲဖြစ်ရမယ်ဘလို့ဖြစ်တာလဲရှင်ကသိနေရမဟုတ်ဘူးလားလူတွေအမြင်မှာတော့သိတယ်ပေါ့ကွာကဲလာပါဦး ငါ့ကိုဒီတရားနေထွက်နိုင်အောင်လို့တွဲကူစမ်းပါဦး။မိခရတဲ့ဘေးမကြီးအနည်းကိုတိုးကပ်လာပါတယ်။ဘေးမကြီးကလည်းလက်လန်းပေးတာမို့လို့လက်ကိုဆွဲယူလိုက်ပါတယ်။ဘေးမကြီးကလည်းခေါင်းထလားအတွင်းကနေမတက်ရက်လိုက်ပြီးတော့အပြေကိုခြေလန်းကထွက်လိုက်ပါတယ်။အနေငယ်ရိုက်ကြသွားမလို့ဖြစ်နေတဲ့အတွက်မိခရလည်းဘေးမကြီးကိုတွဲထားလိုက်ပါတယ်။ဘေးမကြီးဟာလည်းဂျက်ခုတ်ထဲနဲ့ရက်လုထားတဲ့ကဲ့သို့ခြေသားထူးကြမ်းကြမ်းကြီးနဲ့ရက်လုထားတဲ့တင်တိုင်းခြေကြီးကိုဝတ်ဆင်ထားပါတယ်။ တင်တိုင်းရှိကြီးရဲ့အပေါ်မှာတော့ကြောင်းမြေရေတနာတွေကိုထည့်သွင်းကချုပ်လုထားတာမို့လို့အယောင်ဆုံးထွက်ကလှပနေပါတယ်။ဥကောင်းမှာတော့ရွှေသားနဲ့ပြုတ်လုထားတဲ့အုတ်ချောင်းတစ်ခုကိုဝတ်ဆင်ထားပြီးတော့အဲ့ဒီအုတ်ချောင်းမှာလည်းရေတနာခုနှစ်ပါးနဲ့စီချေထားကအစင်းရောင်တွေဟာတဖိတ်ဖိတ်တောက်ကဝေးလံနေပါတယ်။အထူးသဖြင့်တော့အုတ်ချောင်းကြီးရဲ့နပူစီအထက်မှာတက်ဆင်ထားတဲ့အပြာရောင်နီလာကြောက်ကြီးဟာပြာနဲ့ဝေးလက်ကရေဆက်တစ်ဆက်ချထားသည်နဲ့အတွင်းကအသွေးရောင်တွေဟာလှုပ်ခတ်နေပါတယ်။ရှင်ဖုတ်ဝင်လာလား။ ဒါမှမဟုတ်သေရွာကနေပြန်ရှင်လာခဲ့ရတာတကယ်တော့ငါမသေးဘူးမိန်းကလေးရဲ့လူတွေကငါ့ကိုသေပြီလို့ထင်သွားကြတာရှင်ကဘလို့လုပ်ပြီးတော့ဗမာစကားပြောတတ်တာလဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလူတွေကရောအခုလိုဗမာစကားပြောတတ်တာလားဘယင်မကြီးကလည်းပြုံးလိုက်ကဒီလိုမိန်းကလေးရဲ့ငါတို့တွေကရှေးခေတ်လူသားတွေအသုံးပြုတဲ့ရှက်တာစကားကိုပြောဆိုဆက်ဆံကြတယ်အဲ့ဒီစကားကမဂရဘာသာကနေကွဲထွက်သွားတဲ့ဘာသာတစ်ခုပဲမောပညာရှင်တွေအသုံးပြုကြတဲ့စကားပေါ့ ဒီစကားကိုပြောဆိုလိုက်ရင်တစ်ဖက်ကကြားရတဲ့သူကလည်းသူတို့တက်ကြွတက်မြောက်တဲ့ဘာသာစကားနဲ့ပြန်ပြီးတော့ကြားရတယ်။အခုငါမင်းကိုပြောနေတာဟာငါတို့တွေပြောဆိုနေကြတဲ့ရှက်တာဘာသာစကားနဲ့ပြောနေတာပဲ။ဒါပေမဲ့မင်းရဲ့နားထဲကိုရောက်သွားတဲ့အခါမင်းရဲ့အကြအာယုံကဒီရှက်တာစကားတန်ကိုဗမာစကားအဖြစ်နဲ့ပြောင်းလဲပေးတာပဲ။ဒါကြောင့်မလို့ငါပြောတာတွေကိုမင်းကနားလည်နေရပေါ့။တကယ်လို့မင်းနဲ့အတူတခြားဘာသာစကားတွေကိုပြောဆိုနေတဲ့လူတွေရှိတယ်ဆိုရင်လေငါရဲ့စကားတန်ကဒီလူတွေပြောဆိုဆက်ဆံနေတဲ့ဘာသာစကားအဖြစ်ကိုပြောင်းလဲသွားမှာဖြစ်တယ်။ ထူးဆန်းလိုက်တာရှင်ကျမကြားဘူးတလောက်ကတော့မကရပါတာစကားဆိုတာတိရစ္ဆာန်တွေနဲ့တောင်စကားပြောနိုင်နေဆိုပဲဟုတ်တယ်ရှက်တာစကားဆိုတာလည်းဒီလိုပဲဒါပေမဲ့ရှက်တာစကားကတိရစ္ဆာန်တွေနဲ့မဆက်သွယ်နိုင်ဘူးကိုပြောတဲ့စကားကိုတိရစ္ဆာန်တွေကနားလည်တယ်ဆိုပေမဲ့တိရစ္ဆာန်တွေပြောတာဆိုတာကိုကိုကနားမလည်နိုင်ဘူးဒါကတော့ဒီဘာသာစကားရဲ့အားနည်းချက်တစ်ခုပေါ့ကွာမကရဘာသာကိုတဆင့်နှိမ်ထားတယ်လို့ပြောလို့ရတာပေါ့နော်ဒါနဲ့ခုနကမသေးဘူးဆိုတဲ့စကားကိုပြန်ဆက်ပါဦး ဒီမျိုးတော်ကြီးကိုမော်ပညာနဲ့အုပ်ချုပ်နေတဲ့အချိန်မှာမော်ရှင်ကြီးတယောက်နဲ့ဆုံတွေ့ခဲ့တယ်။အဲ့ဒီမော်ရှင်ကြီးရဲ့လမ်းညွှန်မှုနဲ့မော်ကဘာကြီးရဲ့ကိုရောက်သွားတယ်။မော်ရှင်နေမော်ဝင်နေနေထိုင်ကြတဲ့မော်ကဘာကြီးဆိုတာကဒုလူသားကဘာထက်အစာပေါင်းများစွာပို့ပြီးတော့ထူးခြားစမ်းကြတယ်။ပညာရက်တွေကလည်းမျိုးစုံရှိရတယ်။ငါဟာမော်ကဘာကြီးရဲ့ကိုစိတ်ဝင်ကြီးခီးသွားပြီးတော့ရောက်သွားခဲ့တယ်။ဒါကိုလောက်အခန့်တွေကတည်သွားပြီလို့ထင်နေကြတယ်။ငါစီစဉ်မှားကြားထားတဲ့အတိုင်းငါ့ကိုမြုပ်နှံခဲ့ကြတယ်။ စိတ်ဝိညာဉ်ကထွက်သွားပြီးခန္ဓာကိုယ်ကကြံနေခဲ့တယ်ဆိုတော့အိတ်နေတယ်လို့ပဲပေါ့နော်ဟုတ်တယ်ငါရဲ့အသက်ခန္ဓာကိုဇီဝဓာတ်တွေဖြည့်တင်ပေးနိုင်အောင်လို့ဟော်ဒီပန်းပွင့်ကလေးတွေကလုံဆောင်ပေးနေရပဲဖြစ်တယ်ဒါကြောင့်မလို့ဆရာကြီးဦးဆိုင်သိန်းကပန်းပွင့်နေစားပြီးတော့ဒီအောက်မှာနှစ်ပေါင်းများစွာအသက်ရှင်နေနိုင်ခဲ့တာကိုဟော်ဒီအခန်းတွေကကြောက်ရွံ့သူ20ခုပြိုလဲသွားတဲ့အချိန်ကငါပြန်ပြီးနိုးထတာမဲ့အချိန်ပဲဒါပေမဲ့ဒီအကြောင်းတွေကိုတခြားလူတွေကမပြောပြခဲ့ရလို့သူတို့ကတကယ်သေသွားပြီလို့ယူဆလိုက်တာ အခုမင်းကကြောက်ရွံ့လူတွေကိုဖျက်ဆီးလိုက်ပြီဆိုတော့ငါပြန်တယ်နိုးထလာခဲ့ပြီတနည်းအားဖြင့်ပြောရရင်တော့ဒီအိတ်ဆက်ချင်းကနေငါလွတ်မြောက်လာခဲ့ပြီဆိုတဲ့သဘောပဲပေါ့ကျမအကုန်လုံးကိုသဘောပေါက်သွားပါပြီကဲမင်းကလေးမိဘဖြစ်လို့ဒီမိဘတော်ကြီးကိုရောက်လာခဲ့ရတယ်ရှေငွေရေသနာတွေမမောလို့တော့မဟုတ်ပါဘူးနော်ရှေငွေရေသနာတွေမမောမှတော့အခုချိန်ကြောက်ရွံ့ဖြစ်နေလောက်ပြီပေါ့ဘေးမကြီးရဲ့ကျမရောက်လာခဲ့တာကအဲ့ဒီလက်ထဲကတစိမ့်တော်ကြောင့်ပဲတစိမ့်တော်ကဘာဖြစ်လို့လဲလူတွေပြောကြတာကတော့ဘယင်မာကြီးရဲ့တစိမ့်တော်က စာသားတွေကိုအပြေးရှာနိုင်တဲ့သူကပရင်မာကြီးရရှိခဲ့တယ်လို့ပြောမော်ပညာတွေမော်စွမ်းရည်တွေကိုရရှိမယ်လို့ပြောကြတယ်။မင်းကအဲ့ဒီမော်ပညာတွေကိုလိုချင်နေလား။မိခကလည်းကောင်းခါလိုက်ကကျမရဲ့ဆရာကြီးကဒီပညာရက်တွေကိုလိုချင်တယ်ဆိုလို့ပါ။ဒါဆိုမင်းကမလိုချင်ဘူးပေါ့။အမှန်တိုင်းပြောရရင်တော့လိုချင်ပေမဲ့ဆရာကြီးကအရင်ခိုင်းတာဖြစ်လို့ဒီပညာတွေကိုသင်ရမယ်ဆိုရင်လည်းဆရာကြီးထက်နောက်ကျပြီးမှသင်ချင်ပါတယ်။ဒါနဲ့မင်းရဲ့ဆရာကြီးကဘလို့များမှားလိုက်လို့လဲ။ ဘရင်မကြီးရဲ့တစိမ့်တော်ကစာသားတွေကိုကူးလာခဲ့ရမယ်လို့မှားတာပါအေးလေအဲ့ဒါဆိုရင်လည်းစာသားတွေကိုကူးပေးလိုက်ပေါ့ငါစီရပညာတွေကိုမတင်ယူရဘူးလို့မှားလိုက်တာမှမဟုတ်တာပဲမိခကလည်းစဉ်းစားလိုက်ရင်နဲ့ဟုတ်တော့ဟုတ်သားပဲနော်ငါမင်းကိုပညာတွေပေးခဲ့ခြင်းနဲ့မင်းကလေးဘရင်မကြီးကဘာဖြစ်လို့ကျမအောင်မှပညာတွေပေးခြင်းတာလဲမင်းကိုမရဲ့လူတော့မဟုတ်ပါဘူးငါ့ကိုလွမြောက်လာအောင်လို့နိုးထလာနိုင်အောင်လို့လုပ်မယ်လို့ငါရဲ့ပညာရည်တွေပေးမယ်လို့စဉ်းစားထားပြီးသားပဲမင်းကိုပညာတွေပေးပြီးရင်လည်းငါလည်းပြန်တော့မယ်ဘဲကိုပြန်มาလဲဟင် ငါရောက်ခဲ့တဲ့မော်လောကကြီးရဲ့ကိုပေါ့အဲ့ဒီတဲကိုပြန်ပါအဲ့ယူပြန်ပါမစောဘူးလားရှင်လူပေါင်လောကကိုပြည့်ရောက်တော့လူသားလောကကြီးဘယ်တော့တောင်တိုးတက်သွားတယ်ဆိုတာကိုလေးလာကြည့်စမ်းပါဦးဘယင်မကြီးကလည်းကောင်းခါလိုက်ကငါမနေချင်တော့ပါဘူးလူသားလောကကြီးကဘယ်တော့ပဲတိုးတက်တိုးတက်မော်လောကကြီးတော့နေချင်စရာတော့မကောင်းတော့ပါဘူးဘာဖြစ်လို့များမော်လောကကိုပြန်ချင်နေရလဲဘယင်မကြီးမင်းတို့တခုမေးမယ်နော်မိန်ကလေးလူတယောက်ကအရင်တော့ကတဲဟုတ်တဲပြက်လေးမှနေတယ် နောက်ပိုင်းကျတော့လူခန္ဓာကြီးကျယ်လာတဲ့နန်းတော်ကြီးမှာအချွေရံအသေးပင်တွေနဲ့ပျော့ပျော့ပပနေထိုင်နေတဲ့အခွင့်အရေးကိုရလာခဲ့မယ်ဆိုရင်မင်းကတဲဦးလေးမှာနေမလားနန်းတော်ကြီးမှာသွားနေမလားဒါကတော့နန်းတော်ကြီးမှာပဲနေမှာပေါ့ဘေးမကြီးရဲ့အေးအဲ့လိုပဲလူသားလောကကြီးဘလောက်ကောင်းတယ်ပဲပြောပြောလူသားလောကကတဲဦးကြီးတလုံးလိုပဲမော်လောကကြီးဆိုတာကြတော့နန်းတော်ကြီးတစ်ခုနဲ့တူတယ်ဒါလောက်ဆိုရင်တော့ငါဘာဖြစ်လို့ပြန်သွားချင်ရတယ်လဲဆိုတာကိုမင်းနားတယ်လောက်ပြီးထင်ပါတယ်အဲ့ဒီမော်လောကကြီးကတော်တော်ကိုမှကောင်းရလာရင် မင်းစိတ်ကူးထဲမှာမင်းအတွက် အကောင်းဆုံးຢာတွေကိုစိတ်ကူးကြည့်လိုက်စမ်းကလေးမမော်လောကကြီးဆိုတာမင်းစိတ်ကူးထားတဲ့အကောင်းဆုံးຢာတွေထက်အစာပေါင်းများစွာပိုကောင်းတယ်။ဒါဖြစ်ရင်အဲ့ဒီလောကကြီးမှာဘာတွေရှိလဲ။ဘလောက်တောင်ကြီးကျယ်ခမ်းနားလဲဆိုတာကိုပြောပြပါလိုက်ဟင်ဘေးမကြီး။လူဆိုတာကငရဲပြည်ကိုမရောက်ဘူးသေးသေးလေးငရဲပြည်ရဲ့ပူလောင်မှုကိုမသိနိုင်ဘူးမင်းကလေးရဲ့။အခုမင်းကိုလည်းမော်လောကကြီးရဲ့အကြောင်းကိုပြောပြမယ်ဆိုရင်မင်းနားလည်မှာမဟုတ်ဘူး။နင်းနေတော့ပဲပြောပြကြည့်ပါလား။ကျမနင်းနေတော့ပုံဖော်ကြည့်ချင်လို့ပါ။ မင်းမမြင်ဘူးတဲ့အရာကိုဘယ်လိုလုပ်ပြီးတော့ပုံဖော်နိုင်မှာလဲကွာကဲရှရှိဝူးဝေးတွေပြောမနေနဲ့တော့ငါလည်းဟိုပြန်သွားကျင်လာပြီရော့ငါရဲ့ခေါင်းဆောင်အုတ်ဆောင်ကိုမင်းစောင်းလိုက်စမ်းဘေးမကြီးကလည်းဥကောင်းမှာစောင်းထားတဲ့အုတ်ဆောင်ကိုဖြုတ်လိုက်ကမိခါရဲ့ဥကောင်းမှာစောင်းပေးလိုက်ပါတယ်မိခါရဲ့ဥကောင်းကတင်းငယ်တာမို့လို့ခေါင်းဆောင်ဟာအနှဲငယ်ပြီးချောင်းနေပါတယ်မင်းရဲ့မျက်စိကိုမှိတ်လို့စိတ်ကိုရှင်းရှင်းထားအတွေ့အကြုံမှာဘယ်အရာမှရှိမနေစေနဲ့မိခါကမျိုးလုံးမေ့တဲ့အခါမှာတော့အမောင်တူကလွှမ်းခြုံကြောက်ရွံ့သွားပါတယ် ညလုံးမိတ်ထားတဲ့အချိန်မှာပဲအမြင်အာရုံထဲမှာတော့အပြာရောင်နင်းတွေဟာတစားနဲ့တစားပေါ်ထွက်လာကမြို့ကြီးတမျိုးကိုဘွားကနေမြေတွေ့လိုက်ပါတယ်မြို့ကြီးဟာလည်းကြောက်သားအုပ်ချက်တွေနဲ့ဆောက်လုပ်ထားတဲ့မြို့ကြီးတမျိုးဖြစ်ပါတယ်ကောင်းကင်ကြီးမှာလည်းနက်ခတ်တရားတွေကျယ်တွေနဲ့ပြည့်စုံနေပြီးတော့စိတ်ပွင့်ကလေးတွေကိုကျဲပက်ထားတယ်လားထုံးလေးတောက်ပါလှပါနေပါတယ်မြို့ကြီးရဲ့အနှံ့မှာတော့အပြာရောင်မီးတောက်ကြီးတွေကထုံးလေးနေပါတယ်မြို့သူမြို့သားတွေဟာလည်းပကံခိအဝိစားကဲ့သို့ရှေးကြလာတဲ့ဝိစုံတွေကိုဝစ်စင်ထားတာကိုတွေ့ရပါတယ် ယောက်ျားတွေကတော့ပေါ်ပိုင်းဗလာချင်းလျက်အောက်မှာဝိစာရှိတွေကိုပစိုးကောင်ကြိုက်ထားတဲ့တပွဲဝစ်ဆင်ထားပြီးတော့အမျိုးသမီးတွေကတော့အပေါ်ပိုင်းမှာတပတ်ရှိကြီးကိုချုံထားကခန္ဓာကိုယ်အောက်ပိုင်းမှာတော့ထပိန်နဲ့ပုံသဏ္ဍာန်ဆင်တူတဲ့အဝတ်အစားတွေကိုပတ်ထားပါတယ်။ယောက်ျားတွေရောမိန်းမတွေပါတံတောင်ကြီးတွေစီပုံလက်ချက်တွေကိုဝစ်ဆင်ထားပြီးတော့အဲ့ဒီယာတွေကိုရွှေသားအထည်နဲ့ပြုလုပ်လှဆင်ထားပါတယ်။မြို့ကြီးရဲ့အလဲတဲတဲမှာတော့၄တောက်ဆက်ဆက်ပုံစံရှိတဲ့အဆောက်ကြီးတစ်ခုက ရှိနေပါတယ်။ အဲ့ဒီအဆောက်အဦကြီးကတော့နှစ်ထပ်တိုက်ကြီးတစ်ခုခံမြေမာလာပြီးတော့လေကားတစ်ပေါင်းများစွာနဲ့အတက်ဆင်ပြုတ်လို့ရပါတယ်လေကားတွေတစ်ထည့်ချင်းစီတိုင်းမှာလည်းယောက်ျားသားတဦးစီကမတက်ရက်နေကလေကားတွေကိုဘယ်ညာစောက်ချက်ပေးနေတကယ်တို့ချီတန်းနေကြတာကိုတွေ့ရပါတယ်မိခလေလေကားအောက်ခြေကိုရောက်တဲ့အခါမှာတော့လေကားထိတ်မှာဘယင်မကြီးကမတက်ရက်နေရကိုတွေ့ရပါတယ်တက်လာခဲ့လေမိန်းကလေးလေကားပေါ်ကိုတက်လာခဲ့ဘယင်မကြီးကအမိတ်ပေးလိုက်တာမို့လို့မိခကလေလေကားတွေဒီပေါ်ကိုတက်လာခဲ့ပါတယ် လေကားတဲ့တထေကိုတက်လိုက်တဲ့အခါတိုင်းလေကားတဲ့နေပေမှာရက်နေကြတဲ့လူတွေဟာလည်းဒူးဆန်းတဲ့အတန်တွေကိုပြုတ်မှုကအော်ဟစ်ပါတယ်။လေကားထိတ်ကိုရောက်တဲ့အခါမှာတော့ဘေးမကြီးကလည်းမိခားရဲ့လက်ကိုဆွဲခံလိုက်ပါတယ်။အဆောက်အဦကြီးရဲ့ပေါ်ဆုံးကနေကြီးလိုက်တဲ့အခါမှာတော့မျက်စိတစ်စုံကျယ်ဝန်းလာတဲ့မျိုးကြီးတစ်မျိုးကိုတွေ့ရပါတယ်။ဒါမေရစ်ဆရာမျိုးကြီးများလား။အဟုတ်ပေါ်မင်းကလေးရဲ့ဒီမျိုးကြီးကတစ်ချိန်လုံးကတော့ငါပိုင်စားခဲ့တဲ့မျိုးကြီးပဲ။ဘေးမကြီးကလည်းမိခားကိုခေါ်ဆောင်သွားပြီးတော့အဆောက်အဦအတွင်းကိုဝင်သွားပါတယ်။ အစာအုပ်တွင်းမှာတော့ခမ်းမကြီးတခုရှိပြီးတော့ခမ်းမရဲ့အလဲမှာတော့ကြောက်ထိုင်ကုန်ကြီးတလုံးကိုချထားပါတယ်။ထိုင်ကုန်ကြီးဟာလည်းပလေကြီးတလုံးနဲ့ဆင်တူလာပါတယ်။ဗေမာကြီးကလည်းမိခါကိုပလေပါထိုင်ချခိုင်းလိုက်ပြီးတော့မိခါရဲ့အချိန်မှာမတက်ရက်လိုက်ပြီးအခုချိန်ကစပြီးမင်းကမေရစ်စရာမြို့ကြီးကိုပိုင်ဆိုးရမယ်။ဗေမာအစ်တတပါဖြစ်တော်မယ်မိခါ။မိခါကလည်းမျိုးလုံးတွေပြုတ်ချဲသွားပါတယ်။ရှင်ကျမနာမည်ကိုဘလို့လုပ်ပြီးတော့သိရတယ်။အရာအားလုံးကိုသိနိုင်နေတဲ့ငါကမင်းနာမည်လောက်ကတော့မထူးဆန်းပါဘူးကွာ။ ။သေချာနားထောင်စမ်းမိခါ။ဒီမျိုးသူမျိုးသားတွေရဲ့ကောင်းဆောင်ဖြစ်သွားရင်မင်းကဒီမျိုးသားတွေကိုလုံခြုံအောင်ကြီးပွားတိုးတက်အောင်လို့ဆောက်ရက်ပေးရလိမ့်မယ်။ဘလို့ဘလို့လုပ်ပေးရမှာလဲ။ဒါတော့ငါလည်းမသိဘူး။ဒါပေမဲ့မင်းကိုကံညမာကလမ်းညွှန်ပေးပါလိမ့်မယ်။ဘေးမကြီးကလည်းကောင်းမှစောင်းထားတဲ့အုပ်ဆောင်ကိုဖြုတ်လိုက်ပါလေ။အုပ်ဆောင်ကြီးကလည်းရခင်တွေ့ခဲ့ရတဲ့ပုံစံနဲ့မတူဘဲနဲ့ကျောင်းစီခုနှစ်ပါးဟာဝင်းလက်နေပြီးတော့တဖိဖိတောင်းနေပါတယ်။အဲဒီအုပ်ဆောင်ကြီးကိုမိခါရဲ့ကောင်းမှစောင်းပေးလိုက်တဲ့အခါမှာတော့ မိခါတကူလုံးတုံရင်သွားပြီးတော့ထူးခြားတဲ့စွမ်းရည်တွေကိုရရှိလာရတဲ့ခံစားလိုက်ရပါတယ်။ဘယင်မာကြီးကလည်းပါဇက်ကိုဖျက်ဟလိုက်ပြီးတော့ပါဇက်အတွေးကနေအပြားလှဲ့ရောင်အလင်းလုံးတစ်လုံးကိုအန်ထုတ်လိုက်ပါတယ်။အလင်းလုံးကြီးကလည်းလေးပေါ်မှာပြန်တန်းပြီးတော့မိခါရဲ့ပါဇက်အတွင်းကိုတိုးဝင်သွားပြီးဝမ်းပိုက်အတွင်းကိုဆင်းသက်ဝင်ရောက်သွားပါတယ်။ဒီနေ့အစပြီးတော့ငါရဲ့မူလစွမ်းရည်တွေကိုမင်းကိုပေးခဲ့ပြီးမိခါ။ကျမကဒီစွမ်းရည်တွေကိုဘာလို့ရမှာလဲ။ငါဘလို့လုပ်ပြီးတော့မော်ပညာတွေအများကြီးကိုတက်မြောက်ပြီး မော်ပြင်းမှာဆိုတဲ့ဒေဝီဘွဲကိုယူနိုင်ခဲ့လဲဆိုတာမင်းသိရဲ့လားမိခါလည်းကောင်းခါလိုက်ပါတယ်ဘေးမကြီးကလည်းမိခါရဲ့နှွေရအနီကိုနှက်ခမ်းကိုတိုးကပ်လိုက်ပြီးတော့ငါကမော်ပညာရှင်တွေအများကြီးရဲ့တိုက်ခိုက်တာကိုခံခဲ့ရလို့ပဲကျမနားမလည်ဘူးဘေးမကြီးမင်းတနေ့တော့နားလည်လာမှာပါကွာကဲအခုမင်းကဘေးမဖြစ်သွားပြီဆိုတော့ငါတောင်းဝကြေသွားပြီငါရဲ့မျိုးကိုမင်းရဲ့လက်ထဲကိုလွှဲပေးခဲ့ပြီအခုငါသွားတော့မယ်ဘေးမကြီးကလည်းပြောပြောဆိုဆိုနဲ့မိုးပေါ်ကိုပြန်တက်သွားပါလေ ပြီးခါလည်းပလင်ပေါ်ကနေထားလိုက်ပြီးတော့နေုပ်လေးရှင်ဒီတိုင်းသွားလို့ပဲဖြစ်ပါမလဲအဲ့လိုရေရွနေစင်မှာပဲငလေးလောက်ခတ်တကယ်တော့တဝဝုံနဲ့လှုပ်ခတ်လာပါတယ်မိခါကြည့်နေစင်မှာပဲမျိုးကြီးတစ်မျိုးလုံးဟာတဝဝုံနဲ့လှုပ်ခတ်လာပြီးတော့မျိုးသူမျိုးသားတွေနဲ့အဆောက်အဦတွေဟာလည်းလေပေါ်ကိုအုံကြွကပြန်တက်လာပါတယ်မျိုးသူမျိုးသားတွေဟာလည်းလေဟာနဲ့အတွင်းမှာလွေမျောနေတကယ်တော့လွေမျောနေရင်နဲ့ကြောက်တုံးကြီးတတုံးကမိခါရဲ့ပေါ်တဲတဲကိုပြုတ်ကျလာပါတယ်မိခါလည်းအာကနေအော်လိုက်ကမတက်ရလိုက်ပါတယ် မျက်စိမိတ်ကအတွင်းထဲအတွင်းမှာလွင်မျောနေတဲ့မိခါကလည်းလန်နိုးသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာတော့ဂူသိန်းညာကြီးဟာတဝုံးအတန်ကြီးတွေပေါ်ထွက်ပြီးတော့လှုပ်ခတ်နေပါတယ်။ကောင်းတလာကြီးကိုကြည့်လိုက်တဲ့အချိန်မှာတော့ကောင်းတလာအတွင်းမှာအယိုးကျနေတဲ့ဘေးမာကြီးရဲ့ရိုးစုကိုသာတွေ့လိုက်ရပါတယ်။မိခါကလည်းကိုယ့်မျက်လုံးကိုမယုံနိုင်အောင်ဖြစ်သွားပါတယ်။ဘာတွေဘာတွေဖြစ်နေရလဲ။အဲ့ဒီချိန်မှာတော့မိခါရဲ့လက်တကျယ်မှာလက်စုတကွေရောက်နေပါတယ်။အဲ့ဒီလက်စုဟာတော့ဘေးမာကြီးရဲ့တစိမ့်တော်လက်စုဖြစ်ပါတယ်။ ရခိုင်ကလက်စုံမှာကြီးမားတယ်လို့ထင်ရပေမဲ့အခုတော့မိခါရဲ့လက်ချောင်းနဲ့တိုင်ပြီးတော့ပြုတ်လုထားတယ်လားကွက်တိဖြစ်နေပါတယ်ခမ်းမကြီးရဲ့မျက်နှာကျက်ဟာလည်းတဖြည်းဖြည်းနဲ့ဤကျလာပါတယ်မျက်နှာကျက်မှာတက်ဆင်ထားတဲ့အုတ်ခဲတွေဟာလည်းတစ်ချက်ပြီးတစ်ချက်ပြိုကျလာပါတယ်မိခါကလည်းခမ်းမကြီးရဲ့အတွင်းမှာဆက်ပြီးတော့မနေသင့်တော့တာမလို့အပြင်ကိုပြန်လည်ပြေးထွက်လာခဲ့ပါတယ်အတွေ့ပတ်လမ်းမှာတော့စင်ထားတဲ့မော်ထောင်ကြောက်တွေမော်စွမ်းရည်တွေဟာမရှိတော့တာမလို့အလုံးမလုံးတော့ပါဘူးမိခါကပြန်လည်ပြေးထွက်လာရင်လည်းအပြေပတ်လမ်းကိုရောက်တဲ့အခါမှာတော့ အထော်နီယိုနဲ့ဦးဆန်သိန်းတို့တိုက်ခိုက်နေရကိုမြင်တွေ့လိုက်ရပါတယ်။ရှင်တို့ဘာကြီးလုပ်နေကြရလဲ။ဂူတင်ညာကြီးကပြိုကြတော့မယ်။အခုမြင်မြန်ပြေးမှရမယ်။မရဘူး။မင်းတို့ဘယ်ကူမှမသွားရဘူး။သေရမယ်ဆိုရင်တော့ငါတို့အားလုံးဒီထဲမှာပဲသေရမယ်။မိခကလည်းထွက်ပြေးရန်ပြင်ဆင်လိုက်တဲ့အခါမှာတော့အထော်နီယိုကကပြားလေးတွေနဲ့ပြစ်ခတ်လိုက်ပါတယ်။မိခကလည်းကြောခိုင်ထားတာမလို့အထော်နီယိုရဲ့ကပြားလေးတစ်ခုကမိခရဲ့ကြောကုန်းကိုစိုက်ဝင်သွားပါတယ်။ဦးဆန်သိန်းကလည်းမိခစီကိုပြေးလာကား လဲကျသွားတဲ့မိခါကိုပွေယူလိုက်ပါတယ်။မိခါမှာကပြားလေးရဲ့တန်းကြောင့်မျက်တောင်တွေမေးစင်းလာပါတယ်။မိခါသတိထားပါဦး။အတော်နီယိုကလည်းအားရပါးရရှိမောလိုက်ကချုပ်ရဲ့တေမီးကပြားကိုထိရလူကဘယ်နည်းနဲ့မှအသက်ပြတ်မရှင်နိုင်တော့ဘူး။မိခါလဲကျသွားတာကိုတွေ့ရမှလို့စိတ်တလုံးကလည်းအော်ဟစ်လိုက်ပါတယ်။ဟဲ့လူခမောက်ကိုကျုပ်လွတ်မပေးဘူး။ခမောက်ကိုကျုပ်တတ်မယ်။ဦးဆန်သိန်းကလည်းမတ်တက်ထားရလိုက်ကစေတလုံးထံကိုဆက်လက်နဲ့တစ်ခုကိုပြစ်လို့လိုက်ပါတယ်။ ဆက်လက်နဲ့ထိမှန်သွားတာမို့လို့စစ်တလုံးရဲ့ကူမှာချီနှောင်ထားတဲ့မော်ကျိုးခွင်ဟာလည်းအပိုင်ပိုင်ပြတ်ကျကုန်ပါတယ်။မော်ကျိုးတွေပြတ်ကျကုန်တော့မို့လို့စိတ်တလုံးဟာလည်းအတော်နီထံကိုပြေးဝင်ပြီးတော့တိုက်ခိုက်ပါတယ်။ဘင်ဂျီခိုင်းသားတွေကလည်းဝင်ပါမယ်အလုံးမှာတော့အတော်နီယိုကလက်ကပြလိုက်ပြီးတော့မလို့ဘူးဒီနှစ်ယောက်လောက်ကိုတော့ငားနိုင်တယ်။မင်းတို့သာရွှေတွေတဲထုတ်ဖို့လုပ်ကြတော့ဘင်ဂျီခိုင်းသားတွေကလည်းအိတ်ကြီးတွေနဲ့ရွှေတဲ့ပစ္စည်းတွေကိုထည့်ယူကအပြေပလန်ဝင်ဝမှာစုပုံထားပါတယ်။ အတော်နီယိုကလည်းစိတ်တလုံးဥဆန်သိန်းတို့နဲ့နှစ်ယောက်တယောက်တိုက်ခိုက်နေတာဖြစ်ပါတယ်စိတ်တလုံးကလည်းအလင်းတန်းတွေနဲ့ပြစ်ခတ်တဲ့အခါမှာတော့အတော်နီယိုကကပ်ပြားလေးတစ်ပြားကိုလေပေါ်ပစ်ထလိုက်ကအဲ့ဒီကပ်ပြားလေးဟာလေပေါ်ကိုရောက်တဲ့အခါမှာတော့လေပင်ဝိုင်းအရွယ်ခံကြီးမားသွားပြီးစိတ်တလုံးပြစ်ခတ်လိုက်တဲ့အလင်းတန်းတွေကိုကာကွယ်လိုက်ပါတယ်ဥဆန်သိန်းကလည်းအတော်နီယိုကိုဆက်လုံးအမျိုးမျိုးနဲ့ပြစ်ခတ်ပြန်ပါတယ်အဲ့ဒီဆက်လုံးတွေကိုအထော်နီကလည်းကပ်ပြားလေးရင်နဲ့ပြစ်ခတ်ကလေးတို့အတွင်းကနေပဲဖြက်စီးပစ်လိုက်ပါတယ် အဲဒီနောက်မှာတော့ကပ်ပြားလေးတစ်ပြားကိုလေးပုံးကိုပြစ်တင်လိုက်ပါတယ်။အဲဒီကပ်ပြားလေးမှာတော့နေလုံးပုံတစ်ခုပါဝင်ပြီးတော့နေလုံးပုံရဲ့အလဲမှာတော့မျက်စိကြီးတစ်ခုရှိပြီးအဲဒီမျက်စိကြီးကနေနေအောင်ကြီးကဲသို့အလင်းနှက်တွေနဲ့ပြစ်ခတ်ပါတယ်။စေတလုံးကလည်းအလင်းနှက်တွေကိုဂျုံးထိုးကရှောင်ချလိုက်ရပါတယ်။ဦးကျန်သိန်းကလည်းအလင်းနှက်တွေကိုဆက်လက်နှက်တွေနဲ့ပြန်လဲပြစ်ခတ်ကဖမ်းဆီးရပြန်ပါတယ်။ဒီလူကတော်တော်မလွယ်တဲ့လူပါလား။စေတလုံးကလည်းရေရိုးလိုက်မိပါတယ်။ဒါကြောင့်လေပရင်းကြီးကရဲ့နံပါတ်၁ချန်ပီယံဖြစ်နေတာပေါ့ကွာအတွင်းဘက်လန်ကြီးမှာတဖြည်းဖြည်းပြိုကျလာရင်းနဲ့ ်အုပ်ပုံကြီးအထိဖြစ်သွားပါတယ်အဲဒီခါမှာတော့မိခါကလည်းမျက်တောင်တွေခက်ကနိုးထလာပါတယ်မိခါနိုးထလာတာကိုမြင်တဲ့အခါမှာတော့အထော်နီယိုကလည်းအံ့ဩသွားပါတယ်ဘလို့ဖြစ်တာလဲငါအစွမ်းတွေကဒီကလေးမတယောက်ကိုတော့မသေးချိန်နိုင်တော့ဘူးလားမိခါလည်းခြေစုံရလိုက်ပြီးတော့ရှင်ကအသက်ကြီးသွားတော့အစွမ်းတွေပျော့သွားပုံရတယ်အထော်နီယိုကလည်းတင်မေးကပြားကိုထုတ်ယူလိုက်ပါတယ်အဲဒီကပြားပေါ်မှာတော့ချက်ဝတ်တစားတွေဝစ်စင်ထားတဲ့အယိုးစုပုံသဏ္ဍာန်တိမ်မေးပုံရိပ်ပါဝင်ပါတယ် အန်တိုနီယိုကလည်းရှေ့သမျှစွမ်းအင်တွေအားလုံးကိုစူးစီးလိုက်ကမိခါထက်ကိုတေမီကပ်ပြားကိုပြစ်တို့လိုက်ပါတယ်။ကပ်ပြားရဲ့နောက်မှာလည်းတေမီပုံတရံအနဲ့ရောင်မော်ရိပ်ကြီးကဇက်တိုက်ကပ်ပါလာပါတယ်။မိခါကလည်းလေးဘောကိုလက်မြောက်လိုက်တဲ့အခါမှာတော့လက်ချောင်းထိပ်မှာကပ်ပြားလေးတစ်ခုပေါ်လာပြန်ပါတယ်။အဲဒီကပ်ပြားလေးကိုပြစ်ထုတ်လိုက်တဲ့အခါမှာတော့လေးဘောမှာပဲဒိုင်းကြီးတစ်ခုထူပွဲဖြစ်ပေါ်လာပါတယ်။အန်တိုနီယိုပြစ်ခတ်လိုက်တဲ့တေမီကပ်ပြားဟာမိခါရဲ့ဒိုင်းကကပ်ပြားနဲ့ထိတွေ့တဲ့အခါမှာတော့ဝုန်းကနေပောက်ကွဲထွက်ကပြာမုံတွေအဖြစ်ကိုပြက်စီးသွားပါတယ်။ စေတလုံးကလည်းပါဇက်အဟောင်းသားနဲ့ဟမ်အဲ့ဒါခုနကဟိုအကောင်သုံးတယ်အကွက်ပဲဟာအဲ့တော်နီယိုကလည်းခေါင်းကိုခါရဲနိုင်ရင်နဲ့မဖြစ်နိုင်ဘူးဒါလုံးဝမဖြစ်နိုင်ဘူးမင်းကမှော်ဝင်တားတော့ကပ်ပညာကိုဘလို့လုပ်ပြီးတော့တက်မြောက်နေရလဲမဖြစ်နိုင်ဘူးထင်ရင်ရှင်းကိုတကွက်တော့တော့ပြရအောင်မယ်မိခါကလည်းလက်ကိုနာရီလက်တန်အတိုင်းဝှေ့ရမ်းလိုက်တဲ့အခါမှာတော့လေပေါ်မှာကပ်ပြားလေးတွေကသူ့လိုလိုပေါ်ပေါက်လာပါတယ်စုစုပေါင်းကပ်ပြား22ကပ်ရှိပါတယ်ဒီတခါတော့ရှင်းရဲ့ကပ်တွေကိုရှင်းကိုပြန်ပြီးတော့လက်ဆောင်ပေးပြစီ ်မိခနဲ့အတိုနီယိုထံကိုကပ်ပြားတွေကိုတစ်ခုပြီးတစ်ခုပြစ်လွှတ်လိုက်ပါတယ်အတိုနီယိုကလည်းမိခပြစ်သည်မှကပ်ပြားတွေကိုတစ်ခုပြီးတစ်ခုကာကွယ်နေပါတယ်ကပ်ပြား20ခုကို ကာကွယ်ပြီးရဲ့အချိန်မှာတော့မိခကလည်းနောက်ဆုံးကြံခဲ့တဲ့ကပ်ပြားတွေကိုလက်အတွင်းမှာထည့်လိုက်ကဦးစံသိန်းစီမှာတင်ယူထားတဲ့ဆက်ပညာနဲ့ပေါင်းဆက်ဖန်တီးပြီးတော့အတော်နီယိုထံကိုပြစ်ခတ်လိုက်ပါတယ်။အတော်နီယိုကလည်းမိခါပြစ်ခတ်လိုက်တဲ့ဆက်လုံးနဲ့ကပ်ပြားလေးကိုပြန်လဲပြစ်ခတ်ခုခံလိုက်ပြီးမြက်ဆက်လုံးကိုသာဖြတ်နိုင်ပြီးတော့ အတွင်းမှာကပ်ပြားလေးကိုမဖြက်စည်းနိုင်ပဲဖြစ်ကအဲ့ဒီကပ်ပြားလေးဟာလည်းအထော်နီယိုရဲ့ရင်ဘတ်မှာပြေးကပ်သွားပါလေအထော်နီယိုကလည်းအဲ့ဒီကပ်ပြားလေးကိုငုတ်ကြည့်လိုက်ရင်နဲ့ဟမ်ဒါအယူကပ်ပဲအယူဆိုတဲ့ကပ်ပဲအဲ့လိုအော်ဟီးနဲ့အထော်နီယိုကလည်းရေပေါ်မှာထိုင်ရသားကျသွားပါလေအဲ့နောက်အတန်နဲ့ကြီးနဲ့ရီမောနေပါတော့တယ်သူဘာဖြစ်သွားလဲမိခါအယူကပ်ကိုထိသွားမှာတော့ယူသွားတာပေါ့ဦးကြီးစိတ်တလုံးရဲ့ အတော်နီယိုကလည်းမိခါကိုလည်းညှိုးထိုးပြီးတော့အသက်ပြေးကြီးနဲ့အော်ရီလိုက်တဟင်းနဲ့ငိုလိုက်ဖြစ်နေပါတယ်။ဘေးမာကြီးရဲ့ရုံလောင်းကြီးပြက်စီးသွားပြီဆိုတော့မကြကီဒီကူသိန်းကြီးကပြိုလာတော့မှာပဲ။ကျမတို့ပြင်မြထွက်ကြရအောင်။မိခါတို့ကလည်းအပြင်ပလန်တိုင်းပြေးထွက်လာပါတယ်။အဲဒီခါမှာတော့အပြင်ပလန်တွေမှာကြောက်ဖြစ်နေတဲ့လူတွေဟာမော်ဆိုင်းတွေကုံဆုံသွားတာမို့လို့လူပြန်ဖြစ်လာကြပါတယ်။ကူသိန်းကြီးတုံလုံးနေရာကိုသတိမထားမိပဲနဲ့အဲဒီလူတွေဟာလည်းရွှေပြားတွေကိုတိမ်ချုံယူနေကြပါတယ်။ မိခါကလည်းလူကြီး၃ယောက်ကိုပြေးဆွဲလိုက်ပါတယ်။ကျမတို့အခုထွက်မှဖြစ်မယ်။မဟုတ်ရင်ဒီထဲမှာပဲပြိတ်ပြီးသွားလိမ့်မယ်။အဲ့လူကြီး၃ယောက်ကလည်းထွက်ချင်မမရသေးပေ။ရွှေပြားတွေကိုယူငင်းချင်းနေသေးပါတယ်။မမြတ်လို့ပါကျမတို့မှအချိန်မရှိတော့ဘူး။ဟုတ်ပြီ။ကဲငါးကောင်လေးဒီဟာရွှေပုံထဲကရွှေပြားတွေကိုလက်တစုပ်စာလောက်ယူခဲ့ကြဟိ။အဲ့လူကြီးတွေကရွှေတွေကိုယူဆောင်နေစင်ပါပဲ။ညနေချက်ကြီးကအောက်ကိုဝုန်းကလေးပြိုကျလာပါတယ်။ ။နန်းတဲ့ချက်ကြီးမပြိုလောက်ဘူးထင်ပြီးတော့ချွေတဲ့လေးကိုတန်ယူနေကြတဲ့လောဘသားတွေဟာလည်းကြောက်တုံးကြောက်ချက်ကြီးတွေအောက်မှာပိပြားကုန်ပါတယ်။လူကြီးသုံးဦးကလည်းအဲ့ဒီဖြစ်ကိုမြင်တဲ့အခါမှာတော့အလုံးကြောက်လန့်သွားပါတယ်။ငါတို့အများကြီးမယူမိတာကံကောင်းတယ်ဟဲ့။အများကြီးသာယူမိရင်တော့တို့တွေအလုံးကြောက်တုံးပြီးပြီးတော့တေးကုန်ပါပဲ။ကဲအပြင်ကန်းကိုမြန်ထွက်ကြရအောင်။ဒီမှာတိတ်ပြီးတော့မလုံးကြုံဘူးမိခါတို့ကလည်းရိုးများစုပုံနေတဲ့အခန်းထဲကိုပြန်ရောက်လာပါတယ်အဲဒီခါမှာတော့မိုးတီတို့သားအဖကိုတွေ့ရပါတယ်ရှင်တို့ကဒီမှာဘာလုပ်နေကြလဲ ငါတို့ပြင်းမလို့ပဲဒါမဲ့ဒီပေါ်မျက်နှာကျကအပေါ်ကိုတက်လို့မရဘူးဖြစ်နေတယ်ဒီပေါက်ကိုပြန်တက်တော့မှရေတွေဝေလာတဲ့အခန်းကိုရောက်မှာမဟုတ်ဘူးလားမျက်နှာကျက်ဟာလူ300စာခန်းများမြင့်နေပါတယ်ငါတို့တယောက်ကျောပေါ်တယောက်တက်ပြီးတော့အပေါ်ကိုတက်ကြမယ်ဆိုရင်ရောမိခရတယ်ခေါင်းခါလိုက်ကဒါကြီးပြိုကျတာနဲ့မိမမဟုတ်ဘူးမိခရတယ်လက်ပတ်ကြည့်ရင်နဲ့ရေထွက်ပေါက်လေးတစ်ခုကိုမြေတွေ့လိုက်ပါတယ်ရေထွက်ပေါက်ကလည်းဒုတိယလေးဘက်ထောက်ဝင်သွားနိုင်အောင်လို့ကျယ်ဝန်းတဲ့အပေါက်တစ်ခုဖြစ်ပါတယ် ဒီဘောက်ကနေရေတွေဆင်းသွားတာဆိုတော့ဒီဘောက်တိုင်းလိုက်သွားရင်တော့အပြင်ကရေထွက်တဲ့နေရာတစ်ခုခုကိုရောက်သွားမှာပဲဖြစ်ပါမလားမိခါရဲ့မဖြစ်လေဒီနေ့တလံပဲရှိတော့တာပဲကဲဘယ်သူရေသွားမလဲမိုးသီးကလည်းလက်ထောင်လိုက်ကရေမြောင်းအတွင်းကိုဆင်းလိုက်ပါတယ်ရေမြောင်းကလည်းချောဆောက်ပုံတရံပြုတ်လုထားပြီးရေကြီးတွေအကြည့်ချွဲရင်လည်းပြင်းထန်နေရမလို့မိုးသီးတယောက် ရေမြောင်းအတွင်းကိုချော်ချကမြောင်းအတိုင်းရှောဆင်းသွားပါတယ်အဲ့ဒီခါမှာတော့စိတ်တလုံးကလည်းလိုက်ဆင်းပါတယ်စိတ်တလုံးနောက်ကနေမိခါကလိုက်ဆင်းပါတယ် ကျန်တဲ့သူတွေကလည်းရေမြောင်းပေါက်အတွင်းကိုဆင်းကြပါတယ်။ချော်ကြည့်နေတဲ့ရေကြီးတွေကြောင့်ရှောစီးတကယ်သူဖြစ်နေကတဟုံထိုးဆင်းကြသွားပါတယ်။လူကြီးတွေကလည်းရေမြောင်းတိုင်ကောက်ပေါက်အတွင်းမှာလက်နှစ်ဖက်ကိုနဘေးကိုကပ်ကာတောင့်တောက်ကြီးဆင်းသွားပါတယ်။ရေမြောင်းမှာတော့မှောင်မိုက်နေရမလို့ညီသည်နေရာကိုရောက်ရှိနေတဲ့ဆိုတာလည်းမခံမနိုင်ပေ။ရှောအားကလည်းတဖြည်းဖြည်းကိုမြန်ဆန့်လာပါတယ်။မကြခင်မှာပဲရေမြောင်းပေါက်ကအောက်ကိုနှိမ့်ဆင်းသွားပြီးတော့ရေမြက်နဘေးတစ်ခုနဲ့ထိတွေ့ကအပြေကိုမှုတ်ထုတ်လိုက်တဲ့ကဲတို့ဖြစ်သွားပါတယ်။ အပြင်မှာတော့စမ်းကြောင်းကဲ့သို့ရေပြင်တစ်ခုရှိရာမိခါတို့ဟာလည်းအားဆိုင်ကူးခတ်ရပါတယ်။ရေမျက်နှာပြင်ပေါ်ကိုရောက်သွားတဲ့အခါမှာတော့အဲ့ဒီနေရာမှာကူတင်းညိုင်းကြီးရဲ့အောက်ဘက်မှာရှိနေတဲ့စမ်းကြောင်းလေးတစ်ခုဖြစ်နေတာကိုတွေ့ရရပါတယ်။ရေထုပ်ပေါက်ကနေလူတွေတယောက်ပြီးတယောက်ထွက်လာကြပါတယ်။အိုက်ကောင်းကလည်းကုန်းပေါ်ကိုရောက်တဲ့အခါမှာတော့ရေတွေကိုညှိနေနေဒီလူတွေကပြီးသူကပညာတော်တော်ကျွမ်းကျင်တဲ့လူတွေပဲ။ရေထုပ်ပေါက်ထဲကနေရေတွေပြန်ပြီးဝင်မလာအောင်လို့ရေထုပ်ပေါက်ကိုကြက်တွင်းတွေလိုတိဆောက်ထားတာပဲ။ ိုင်ကောင်တို့ကလည်းရရှိလာတဲ့ရွှေပြားတွေကိုတက်ချက်လိုက်ပါတယ်။ gain ငါတို့စကားလေးရှိခဲ့တာဆိုတော့တို့ရတဲ့ဝေစုတွေကိုခွဲပြီးတော့အားလုံးအညီမျှယူကြရမယ်။အိုင်ကောင်ကလည်းလက်သုံးဆုပ်စာရွှေပြားတွေကိုခွဲဝေပေးလိုက်တဲ့အခါမှာတော့တယောက်ကိုရွှေပြားနှစ်ပြားစီရပါတယ်။မိုးတိအဖေမိုးဆိုးကြီးကတော့ဝေစုမရဘူး။ခမည်းကိုတော့အားနာပါတယ်။ခမည်းကကျုပ်တို့ဖွဲ့တဲ့ကမဟုတ်ဘူးဆိုတော့ခမည်းကိုမပေးနိုင်ပါဘူး။မိုးဆိုးကြီးကလည်းခေါင်းညှိလိုက်ပြီးတော့မိုးတီရဲ့ဥကောင်ကိုလက်နဲ့ပုတ်လိုက်ကကျုပ်ရဲ့သားလေးနဲ့တူပြန်ထွက်လာနိုင်တာပဲ ကျုပ်ကဝမ်းသာနေပါပြီ။နေပေါင်းကျုပ်တို့အဖမ်းခံထားရတဲ့ချိန်မှာခမရတို့သားဖာဘယ်ရောက်နေရလဲ။ဟိုဘရေဂျီဂိုင်းကလူတွေကိုမယုံတာနဲ့အပြေခမ်းမှာမပေါ်ရောက်နေခဲ့တာပါ။မိခါကလည်းသူရတဲ့ရွှေပြားနှပြားကိုမူတီရိုထံကိုပေးလိုက်ပါလေ။မင်းတို့သားဖာနှစ်ယောက်ဒီရွှေပြားနဲ့လောက်ကင်စားတော့ကြပါ။မိခါတို့လူတစုကလည်းမြို့ဟောင်းကြီးအတွင်းကနေပြန်ထွက်လာပါတယ်။အပြင်မှာတော့မိုးစင်စင်နေနေပြီဖြစ်ပါတယ်။ဂူသိန်းညာကြီးကလည်းရခင်ကတောင်ကုန်းလေးတစ်ခုကဲ့သို့မိုးမောင်းနေပေမဲ့တင်ကြိုင်အောက်ဘက်မှာပြိုကျတာမို့လို့ အခုချိန်မှာတော့မြေပြန်တစ်ခုတပွဲဖြစ်ပေါ်နေပြီဖြစ်ပါတယ်။လောဘသာတွေအားလုံးဟာလည်းဘေးမာကြီးရဲ့အလောင်းနဲ့အတူတကွပြုတ်နယ်တကြိုခံလိုက်ရပြီပဲဖြစ်ပါတယ်။မိခဆရာကြီးစံပေါ်မှာလိုက်တာပါလာတယ်မဟုတ်လား။ပါလာပါတယ်။အဲ့ဒီတစိတ်တော်ကိုကူးယူလာခဲ့ပါတယ်။ဦးစံသိန်းကလည်းရီးကျဲကျဲနဲ့အဲ့ဒီတစိတ်တော်ဆိုတာကလည်းအလိညာတစ်မျိုးပဲထင်းနေကွ။ဘာဖြစ်လို့လဲဆရာကြီးရဲ့။ငါအဲ့ဒီအောက်မှာနှစ်တွေအကြာကြီးရှိနေတဲ့အချိန်တစိတ်တော်ရဲ့လှုပ်ဝှက်ချက်ကိုအဖေရှာခဲ့တယ်။ဒါပေမဲ့အခုထိအောင်ဘာဆိုဘာမှမသိရသေးဘူး။ ဒီတစိ့တော်ကိုရတဲ့ငါညီဆန်ပေါ်တယောက်ခေါင်းမီတောင်စဉ်းစားနေရမှာကိုတွေးမိပြီးတော့ကြီးတောင်ကြီးချင်းမသေးတယ်ကွာဒါနဲ့မိခါခုနကဟိုလူကြီးတုံးတဲ့တာယောက်ကဆိုလားအဲ့ဒီပညာကိုမင်းကဘလို့ဖြစ်ပြီးတော့တက်သွားတာလဲစေတလုံးရဲ့အမေကိုမိခါကမဖြေနိုင်သေးပေအဲ့ဒီချိန်မှာတော့ဘေးမာကြီးပြောခဲ့တဲ့စကားတစ်ခုကသူ့ရဲ့နားထဲကိုရောက်လာပါတယ်ငါဘလို့လုပ်ပြီးတော့မော်ပညာရဲ့အများကြီးကိုတက်မြောက်ပြီးမော်ပြင်းမဆိုတဲ့ဒေဝီဘွဲကိုယူခဲ့နိုင်လဲဆိုတာမင်းသိလား ။ဘာလို့လဲဆိုတော့ငါအမှောပညာရှင်တွေအများကြီးရဲ့တိုက်ခိုက်တာကိုခံခဲ့ရလို့ပဲ။အဲ့ဒီစကားကိုပြန်ကြားလိုက်တဲ့အခါမှာတော့မိခါရဲ့စိတ်ထဲမှာတန်တရားဝင်လာခဲ့ပါတယ်။ဟိုလူကြီးတိုက်ခိုက်တာကိုခံလိုက်ရတဲ့အခါသူ့ရဲ့အတတ်ပညာတွေကိုငါအများတက်မြောက်သွားတာလား။မိခါကလည်းအဲ့လိုရေရွတ်နေမိပါတယ်။ပရိသတ်တွေအခုနားဆင်ကြရတဲ့ဇလန်လေးကတော့ဇာယီသူအကစော်ရေးသားထားတဲ့အဝိဇ္ဇာတော်တောင်းဇလန်လေးရဲ့အခန်းဆက်ဖြစ်တဲ့ အဝိဇ္ဇာဒေါသနဲ့မောရဒေဝီဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ကြရတာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်လည်းကျွန်တော်တို့ channel လေးကနေအဝိဇ္ဇာဒေါသဇာတ်လမ်းရဲ့အခန်းဆက်ကိုတင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်။နာတော်တာစီပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်ထပ်လည်းကျွန်တော်တို့ channel လေးကနေအဝိဇ္ဇာဒေါသဇာတ်လမ်းရဲ့အခန်းဆက်လေးတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။ နာတော်တာဆင်ပြေခဲ့ကြတဲ့ပြိသက်တယောက်ချင်းစီတိုင်းကိုအတူပဲကျေးဇူးတင်ရှိပါတယ်ဇလန်လေးကိုတော့ကျမပပကတိဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။